အဲဒီကြောင့်မို့ကိုတွန်းရဲ့ချစ်မိတ်ဆွေတွေအားလုံးကိုတွန်းရဲ့เนาะကိုတွန်းကိုမြဲတမ်းအားပေးနေတဲ့ဝါသနာရှင်တွေအားလုံးရှိဆိုရင်တက်လာခဲ့ပါဒီညနေကိုတွန်းတို့အဖွင့်နေเนาะအဖွင့်နေကိုကိုတွန်းအကောင်းဆုံး main ကွက်တွေကိုကိုတွန်းထုတ်ပေးထားတယ်အဲဒီထက်ကနေကိုတွန်းထိုးမယ်အပူကြိုက်တဲ့ဝါသနာရှင်တွေအားလုံးကလည်း like ကလေးကိုပြီးအောင်ကြည့်เนาะဟုတ်ပြီလားနောက်ပြီးတော့ main all ကွက်တွေကိုကြိုက်တဲ့ဝါသနာရှင်တွေကိုတွန်းကလည်း like ကလေးကိုပြီးအောင်ကြည့်အခုမိတ်ဆွေတွေအားလုံးကိုတွန်းထုတ်ပေးထားတာကိုတွန်းစုစုပေါင်းဆိုကိုတွန်းရဲ့ချစ်မိတ်ဆွေတွေအားလုံး ကိုတို့လို့အာနော်လုံးဝကို အပိုင်ကနော်အကောင်ဆုံး main ဩကွက်တွေပရိတ်နဲ့ချုပ်ပေးပြီးတော့ကိုတို့ထိုးထိုးရမယ်ကနေကအခုလောဆမှာ၅ကွက်ရှိတယ်အဲ့ဒီ၅ကွက်ကိုအဲ့ဒီ၅ကွက်ထဲရနေပြီးတော့အကောင်ဆုံး main ၂ကွက်ကိုကိုတို့ပြန်ပြီးထုတ်ပေးမယ်ဟုတ်ပြီလားနော်ကဲစိတ်ဝင်စားတဲ့ဝါသနာရှင်တွေအားလုံး like share များများလေးကူညီပေးသွားဟုတ်ပြီလား like share များများလေးကူညီပေးတော့ like လက်မလေးတန်းစီနဲ့အသေးလေးတွေတန်းစီပြီးတော့ပေး comment မှာ okay တွေတန်းစီပြီးတော့မှတ်တော့ကဲကိုတော့ like လွှင့်ပေးနေပြီကိုတော့ရဲ့ချစ်မိတ်ဆွေတွေအားလုံးနော်ကျွန်တော်တို့ site တွေကဆက်ပြီးတော့ပေးနေအောင်မယ်ဆိုရင်နော်ကျွန်တော်တို့တုံညာတုံညာကြားခဲ့တဲ့ site ပုံစံမျိုးဆိုရင်တော့မိတ်ဆွေတွေအားလုံးကျွန်တော်တို့လုံးဝကိုလှည့်ကြည့်နေစရာမလိုဘူးအဲ့ကြောင့်မို့ like share များများလေးနဲ့ကူညီပေးပါ like လက်မလေးတန်းစီနှိပ်တောက်ကြနေမှအောင်မြင်ခဲ့သလိုမျိုးအခုတရင်းနာနေ့ အဖွင့်နေညနေမှာလည်းအောင်မြင်ခြင်းနဲ့ပေါ့ချင်တယ်ဆိုရင်ညများလေးရှယ်ပြီးတော့ light လေးမလေးတန်းစီပြီးတော့နှိပ်ပြီးတော့အသေးလေးတန်းစီပြီးတော့ဘေးကွမတ်မှာ okay လေးတန်းစီပြီးတော့မှန်တာကဲကွမတ်မှာ okay လေးတန်းစီပြီးတော့မှန်တာမှန်တာနော်လူဆုံးပြီးဆိုတော့လည်းကျွန်တော်စပြီးတော့ပြောပြမယ်ထိုးရမယ့်ခဏကတော့မိတ်ဆွေတွေအားလုံးပွင့်ရင်ပြောမယ်ဆိုရင်ကိုတို့ချင်းပြဆိုအောင်ဒီညနေမှာခဏကအကုန်လုံးဆိုရင်အပူမပါဘူးဆိုရင်တော့၅ကွက်ပဲရှိတယ် အပူကြိုက်တဲ့မိတ်ဆွေတွေအားလုံးအပူပဲထိုးဒါမှမဟုတ်ရင်ကိုတော့ထုတ်ပြီးထားတဲ့ main awkward တွေကိုပဲကြိုက်တယ်ဆိုရင် main awkward တွေကိုပဲရွေးထိုးနော်နောက်ပြီးတော့မိတ်ဆွေတွေအားလုံးကိုဒီညနေမှာ6 6ထိပ်စီပါဒီညနေကိုဒီညနေကို6 6ထိပ်စီလုံးမရှိရင်လုံးမနဲ့ကတ်ထိုးဝမ်းညရှိရင်ဝမ်းညနဲ့ကတ်ထိုး6 6ထိပ်စီကိုတော်တော့မနက်က2ပရိတ်နော်ပရိတ်တော့ပရိတ်က2ပရိတ်တော့2ပရိတ်ပဲဒါပေမဲ့ကိုတော်က6သလုံးပိုင်းနေဆိုကိုတော်က66ဆိုတဲ့ကနေကိုထိုးတာ ဟုတ်ပြီဒါနော်အဲဒီကြောင့်မို့ကိုတို့6တလုံးပိုင်းလွဲသွားတဲ့အတွက်ကြောင့်မို့ကိုတို့လွဲချော့သွားတယ်ဗောနော်ဗတိတ်ကတော့မှန်တယ်အဲကြောင့်မို့ဒီညနေကိုလည်းဗတိတ်နဲ့ထပ်ပြီးတော့ချုပ်ပေးပြီးသားပါစိတ်ဝင်စားတဲ့ဝါသနာရှင်တွေအကုန်လုံးကများများလေးရှယ်ပေးသွားမယ်ဟုတ်ပြီဒါနော်လူဦးရေရောက်တရားပြည့်ပြီဆိုတာနဲ့ကိုတော့ဆောက်ပြီးတော့ပြောပြောမယ်ဟုတ်ပါပြီဗျကဲဟုတ်ပြီလိုက်ရှယ်များများလေးလာကူညီပေးတာသူများတို့ညမှာပေါ့ ိတွေအားလုံးသိတယ်เนาะဟုတ်ပြီလား site ကတော့ကိုတော့မပြတော့ဘူးเนาะမိတ်ဆွေအားလုံးကြာလေးနေမယ်ဝေးဝိုက်ပြီးတော့စကားတွေပြောနေစရာမလိုဘူးပေါကနေအစီအမံကိုဒီကနေထိုးဒီကနေထိုး site ကဆက်ပြီးတော့ပေးနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့အောင်မြင်ပါပေါ့နော်တောက်ကြနေညနေမှာဆိုတော့တမရတုံညာဆိုတော့တမရတုံညာနဲ့ငားငားကြားတဲ့ site ပုံစံမျိုးဆိုရင်မိတ်ဆွေတွေအားလုံးလုံးဝလက်ကြည့်နေစရာမလိုဘူးဒီညနေကိုလည်းကိုတော့အဲ့ဒီ main main awk တွေထိကနေပြီးတော့အကောင်းဆုံး main နှစ်ကွက်ကိုကိုတော့ထုတ်ပေးသွားခဲ့မယ်ဟုတ်ပြီလားနော်စိတ်ဝင်စားဆို like ထိုးပေါ့ဗျာဟုတ်ပြီလား ကဲ live share များများလေးကူညီပေးတာเนาะကျွန်တော်တို့မိတ်ဆွေတွေအားလုံး site ကောနည်းနည်းလေးတော့ကျွန်တော်တို့ share တော့ share နေပြီဆက်ပြီးတော့ပေးနေပေးအောင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်မယ်တုံရတုံရမှာတော့ကျွန်တော်တို့ဆက်ပြီးတော့ပေးသွားတယ်အဲ့ဒီကြမို့ကိုရင်းချင်းမိတ်ဆွေတွေအားလုံးဒီညက်နေကိုလည်းဆက်ပြီးတော့ပေးနေအောင်မလားဆိုတော့ကျွန်တော်တို့စောင့်ကိုရင်းတို့စောင့်ပြီးတော့ကြည့်ရမယ်ဟုတ်ပြီလားเนาะကဲ view တရားပြည့်ပြီဆိုတော့ကျွန်တော်စပြီးတော့မိတ်ဆွေတွေအားလုံးကိုရင်းပြောပြမယ် ူတိတွေအကုန်လုံးကိုထွန်းရဲ့ YouTube channel လေးကို subscribe ဆိုတဲ့စာတမ်းဒီလေးကိုနှိပ်ပေးထားပါနောက်ပြီးတော့ကိုထွန်းရဲ့မိတ်ဆွေတွေအားလုံးဒီညနေ၄နာရီခွဲကိုကိုထွန်းတို့ထွက်စင်ကို အတူတူကြည့်မယ်မိတ်ဆွေတို့ဘက်ကနေပြီးတော့ထိုးထားတဲ့ကဏ္ဍလေးတွေကိုနော်ကိုထွန်းနဲ့တူတူထွက်စင်ကိုတူတူကြည့်ကြည့်နေမိတ်ဆွေတို့ထိုးထားတဲ့ကဏ္ဍလေးကိုထွက်စီကျင်းနေဆိုရင်ဒီညနေ၄နာရီနော်၄နာရီကျွန်တော်တို့၄နာရီ၄နာရီဟုတ်၄နာရီက၄နာရီဆိုတော့လည်းကျွန်တော်တို့ live ဆက်ပြီးလွှင့်ပေးမယ်ထွက်စင်ကိုနော်ဟုတ်ပြီလား ကဲ like share လေးကူညီပေးတော့ဗျာများများလေး share ပေးတော့ကဲများများလေး share တာများများလေး share တာနော် like လက်မလေးတန်းစီနေအသေးလေးတန်းစီပြီးတော့ပေးတာ comment မှာ okay လေးတန်းစီပြီးတော့မှန်းလာများများလေး share ပေးတာကဲဟုတ်ပြီများများလေး share ပေးတာလူနေနဲ့များပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးကျွန်တော်ထိုးရမယ်ကျွန်တော်ပြောပြပေးမယ် ဟုတ်ပြီလားเนาะကဲ like share ပြန်เนาะ like share လေးကိုနည်းနည်းလေးများများလေးလုပ်ပေးကဲဟုတ်ပြီเนาะအဲ့ဒါကြောင့်မို့ထိုးရမယ့်ခဏကိုကိုထုံးပြောမယ် လိုက်ကြည့်ပါမိတ်ဆွေတွေအားလုံးအော်ပြီတာနော်လူဦးရေရဲ့ရမ်းရမ်းကိုနည်းနေပါတယ်ဒါပေမဲ့ထားလိုက်ပါကိုတို့ချင်းမိတ်ဆွေတွေအားလုံးတွေးတဲ့မြင်တဲ့လူရောပေါက်ပါပဲပြီးခဲ့တဲ့ဘက်ကတောက်ကြနေအောင်ပါလေမိတ်ဆွေအားလုံးတွေးတဲ့မြင်တဲ့လူတွေပဲပေါက်သွားတာပဲနော်ဟုတ်ပြီလားနော်အဲ့ကြောင့်မို့ကျွန်တော်ကိုအမြဲတမ်းအားပေးနေတဲ့ဝါသနာရှင်တွေအားလုံးအခုချိန်ကနေစပြီးတော့ကိုတော့ဘဲချင်းကိုလိုက်လွှင့်မယ်ဘဲချင်းကိုလိုက်မလွှင့်ဘူးလို့ဆိုတာကိုတော့ပြောပြထားမယ်အဲ့ဒီအချိန်လေးတွေကိုတက်လာခဲ့ကိုတော့လိုက်လွှင့်နေတဲ့အချိန်အမြဲတမ်းရှိပါတယ်ကိုတော့ပြောတဲ့အချိန်တိုင်းကိုကိုတော့အမြဲတမ်းအမြဲတမ်းရှိပါတယ်မင်္ဂလာပါဗျာ နော်ကဲဟုတ်ပြီအဲကြောင့်မို့အခုများများလေးရှယ်ပေးသွားဖုံးမှန်လေးကိုနှစ်ချက်တောက်လိုက်မိတ်ဆွေတွေအားလုံးလိုက်လက်မလေးတန်းစီပြီးတော့ပေါ်လာနိုင်မယ်နော်အခုဒီညနေကိုကျွန်တော်တို့၈၆ထိပ်စီပါ၈၆ထိပ်စီကိုကိုတော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးအကြိုက်ဆုံးကနန်းလေးတွေရွေးထုတ်ပါလိုက်ကိုမောင်ဝင်ကြီးသွားလိုက်နော်၈၆ထိပ်စီ၈၆ထိပ်စီကိုကိုတော်ရဲ့မိတ်ဆွေတွေအားလုံးလိုက်ရှယ်များများလေးကူညီပေးသွားလိုက်လက်မလေးတန်းစီနေအသေးလေးတန်းစီပြီးတော့ပေးသွားနော် ကဲဟုတ်ပြီအဲကြောင့်မို့ဒီညက်နေကိုထိုးရမယ့်ခဏကဘာခဏနဲ့ဆိုတော့ကိုတို့တို့ဒီညက်နေကိုစပြီးထိုးရမယ့်ခဏကမိတ်ဆွေတွေအားလုံး site ကဆက်ပြီးတော့ပေးနေအောင်မယ်ဆိုရင်ကျွန်တော်တို့ထိုးရမယ့်ခဏက83 83မင်္ဂလာပါဗျ83တေချာလိုက်မှတ်ပါ83ဆိုတဲ့ခဏတစ်ခွက်ထိုးရမယ်85ဆိုတဲ့ခဏတစ်ခွက်ထိုးရမယ်နော်နောက်ပြီးကျွန်တော်တို့63ဆိုတဲ့ခဏတစ်ခွက်ထိုးရမယ်65ဆိုတဲ့ခဏတစ်ခွက်ထိုးရမယ် နောက်ပြီးတော့မိတ်ဆွေတွေအားလုံး88ဆိုတဲ့ခဏ sorry ပါ80ဆိုတဲ့ခဏတစ်ခွက်ထိုးပေးရမယ်ဟုတ်ပြီနော်80ဆိုတဲ့ခဏတစ်ခွက်ထိုးပေးရမယ်ကျွန်တော်တို့83 85 63 65 83ညเนาะ80ဆိုတဲ့ကနေတစ်ကွက်ထိုးပေးရမယ်။ဟုတ်ပြီလားเนาะအဲဒါကြောင့်မို့အဲ့ဒီထဲကနေပြီးတော့အကောင်းဆုံးနှစ်ကွက်ကိုကိုတော့ပြပြပေးမယ်။အကောင်းဆုံးနှစ်ကွက်ကကိုတော့တို့ တုံညာတုံညာနဲ့ငါးငါးကြတယ်လို့မျိုးပဲအကောင်းဆုံးနှစ်ကွက်ကပါတယ်ဆိုတော့မိတ်ဆွေအားလုံး83နဲ့63 83နဲ့63ပါနော်အကြိုက်သူတွေဆိုရင် like ဆော့ပလိုက်ဟောပြီလားနော်မိတ်ဆွေတွေကတော့အကြိုက်သူဆို like ဆော့ပဲမိတ်ဆွေတို့မှာလုံးပိုင်ရှိတယ်ဘာနဲ့ကက်လို့ကက်ရမသိဝမ်းချင်းရှိတယ်ဘာနဲ့ကက်လို့ကက်ရမသိဆိုရင်ကိုထုံးပေးတဲ့ကနေလေးအကြိုက်သူတွေတူညီမှုရှိရဆိုရင်မိတ်ဆွေတို့အော်ပြီးတော့ထိုးပေါ့ပြင်းနေပြောမယ်ဆိုရင်ကိုတို့တို့ဒီညက်နေကို ကိုထုံးပေးထားတဲ့3853ညအပီးခွေကိုကြိုက်ပါတယ်နော်3853ညအပီးခွေကပို့ပြီးတော့ကောင်းတယ်စိုက်ရှိတယ်အဲကြောင့်မို့အပီးခွေသမားတွေမမေ့ပါနဲ့ထပ်ပြီးတော့တတိပေးလိုက်ပြီအပီးခွေကိုလိုက်နေတဲ့မိဆွေအောင်လို့အပီးခွေကိုမမေ့ပါနဲ့ဟုတ်ပြီနော်ပတိကိုလိုက်နေတဲ့မိဆွေအောင်လို့ပတိကိုမမေ့ပါနဲ့နောက်ပြီးတော့အပူးကြိုက်တဲ့မိဆွေတွေအောင်တော့ခါတက်ပြောထားခဲ့မယ်ထော်ပြီးမှတင်တာမဟုတ်ဘူးမထွက်ခင်ကတခါတက်ပြောပြီးသားအပူးကြိုက်တဲ့မိဆွေတွေအောင်6ပြိတ်တစ်ခုတွေ့ထားတဲ့အတွက်ကြောင့်မို့မိဆွေအောင်လို့ ရှင်းရှင်းနဲ့၃၃ဆိုတဲ့ခဏနှစ်ကွက်ကိုထည့်ထိုးပြပါအပူကြိုက်တဲ့မိတ်ဆွေအားလုံးရှင်းရှင်းနဲ့၃၃နော်ရှင်းရှင်းနဲ့၃၃အပူကြိုက်တဲ့မိတ်ဆွေအားလုံးမနက်ကလူမျိုးကျွန်တော်တို့မနက်ကတော့နှစ်ပရိတ်နှစ်ပရိတ်အဲ့ဒီတကြောင်မို့နှစ်ပရိတ်ဖြစ်နေတဲ့ကြောင်မို့ကျွန်တော်တို့နှစ်ပရိတ်ကို၆၆ဆိုရင်နှစ်ပရိတ်နဲ့မှကျွန်တော်တို့ပိတ်လိုက်တယ်ဒါပေမဲ့ဒီညနေမှာကျွန်တော်တို့၆ပရိတ်တွေ့နေတဲ့အတွက်ကြောင့်မို့ရှင်းရှင်းနဲ့၆၆ဆိုတဲ့ခဏကို sorry ပါရှင်းရှင်းနဲ့၃၃နော် ရှင်းရှင်းနဲ့၃၃ဆိုတဲ့ကဏ္ဍနှစ်ကွက်ကိုမိတ်ဆွေအောင်ထုတ်ပေးပါ၆ပြိဖြစ်နေတဲ့အတွက်ကြောင့်ပို့နော်ဟောပြီလားပတ်တီးကတော့ကျွန်တော်တို့မိတ်ဆွေအားလုံး၅ပတ်တီး၃ပတ်တီးပတ်တီးကတော့၅ပတ်တီး၃ပတ်တီးကြိုက်တဲ့လုံးပတ်ပါနော်မိတ်ဆွေတွေအားလုံးဟောပြီလားအဲကြောင့်မို့ထိုးရမယ်ကဏ္ဍကိုတော့ပြန်ပြောပေးမယ်83ထိုးရမယ်85ထိုးရမယ်63ထိုးရမယ်65ထိုးရမယ်80ဆိုတဲ့ဟာကဏ္ဍတစ်ကွက်ထိုးရမယ်နော်ဒီညနေမှာ၆ပြိကိုလာတွေ့တဲ့အတွက်ကြောင့်ပို့နော်ဟောပြီလား 6ပရိတ်ကိုလာတွေ့နေတဲ့အတွက်ကြောင့်မို့6ပရိတ်ကလည်းဒီမှာ site site တွေ့နေတယ်။နော်အဲကြောင့်မို့6ပရိတ်51ကောင်းတယ်ထိုးကောင်းပြီလားနော်6ပရိတ်ကိုကြိုက်နေတဲ့အတွက်ကြောင့်မို့အခုလောလောဆယ်မှာကျွန်တော်တို့အခုလောလောဆယ်တွေ့နေထားမှာနော်၈နဲ့ကျွန်တော်တို့၈နဲ့ဆိုရင်ကျွန်တော်တို့၈၈၃နဲ့ဆိုရင်ကျွန်တော်တို့၃၃အဲကြောင့်မို့အဲ့ဒီနှစ်ကွက်ကိုလည်းမိတ်ဆွေအားလုံးမမေ့ပါနဲ့ကျွန်တော်ကတော့ထိုးမှာပါဟုတ်ပြီလားနော် အကွက်ကိုက99ကထိုးရတာမဟုတ်ပါဘူးသူများကလေလေမျိုးနဲ့ရမ်းထိုးတာမဟုတ်ဘူးအပူဆိုရင်အပူနက်ခတ်ဆိုနက်ခတ်ပါဝါဆိုပါဝါအဲ့လိုမျိုးတွေမိတ်လိုက်ပြီးထိုးနေရမှာမဟုတ်ဘူးမိတ်ဆိုဒီအားလုံးကိုတောက်ကြနေညက်နေက3ရ3ရနဲ့99ကြသလိုမျိုးပဲအဲ့ဒီ site အတိုင်းကိုကိုတော့ရှာထားတာပဋိပါချုပ်ပေးပြီးသားတာနော်အကြိုက်တူလေဆိုရင်လိုက်ဆော့အခုဒီဗီဒီယိုဖိုင်ကိုလည်းလူတော်တော်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတို့ဝါသနာရှင်တွေအကုန်လုံးကိုမြင်းစေခြင်းနဲ့တွေ့စေခြင်းနဲ့ဆိုရင် like share များများလေးကူညီပေး6ပရိတ် တွေ့နေတဲ့အတွက်ကြောင့်မို့3ည6ဆိုတဲ့ခဏန်းကလည်းထိုးလို့ရတာပဲဒါအပြင်ကို53ဆိုတဲ့ခဏန်းကလည်းထိုးလို့ရတာပဲဟုတ်ပြီလားနော်မိတ်ဆွေတွေအားလုံးကိုကြိုက်တာကိုအကြိုက်တာကိုရွေးထိုးပေါ့ပြေးနေမြောကိုကြိုက်တာကိုတက်နိုင်ဆုံးထိုးကိုဘဲအောင်အာတန်နဲ့ဘဲအောင်အကြိုက်ဆုံးနေကိုတော့အခုလောလောဆယ်မှာကတော့အကောင်းဆုံး main နှစ်ကွက်ကတော့ကိုတော့83နဲ့63ကို main ထားပြီးတော့ထိုးမယ် ဟုတ်ပြီလားနော်ကျန်တာကိုတော့ကိုရုံးဘက်ကနေကိုရုံးတက်နိုင်တဲ့ပမာဏနဲ့ကိုရုံးထိုးမယ်အဲကြောင့်မိတ်ဆွေတို့ဘက်ကလည်းမိတ်ဆွေတို့တက်နိုင်တဲ့ပမာဏနဲ့ထိုးဒါအပြင်ကိုဒီညက်နေ၄နာရီခွဲရဲ့ထွက်စဉ်ကိုဟုတ်ကဲ့ပါဗျဒီညက်နေ၄နာရီခွဲထွက်စဉ်ကိုကိုထုံးနဲ့အတူတူကြည့်မယ်နော်အဲကြောင့်မို့ကိုထုံးနဲ့အတူတူကြည့်ကျင်နေဆိုတဲ့ဝါသနာရှင်တွေအကုန်လုံးကဒီညက်နေ၄နာရီထိုးပြီဆိုတာနဲ့အားလုံးပဲလိုင်းပေါ်ကိုတက်လာခဲ့ပါကဲအဲကြောင့်မို့အခုတော့ဆက်ကတော့ကိုထုံးရဲ့ like တွေကိုဒီလောက်နဲ့ပဲရှင်းနာခွင့်ပြုပါ ဒီညနေ၄နာရီခွဲကို မိတ်ဆွေတို့ရဲ့ပတ်စံအိတ်ထဲကိုကိုတော်ပတ်စံအပြည့်လာထည့်ပေးသွားပြီယုံနေဆိုရင်အကြိုက်တူတယ်ယုံနေဆိုရင်လိုက်ထိုးစိုက်ကဆက်ပြီးတော့ပေးနေအောင်မယ်ဆိုရင်ကိုတော်တို့ဘက်ကနေပြီးတော့လုံးဝကိုလှည့်ကြည့်နေကြမှာမလို့ခဏနေဖြစ်ပါတယ်ဟုတ်ပြီနော်အကြိုက်တူရဲ့ဆိုရင်လိုက်ထိုးပါ